မိဘတဲ့ပို့ပြီးတော့ကျေးဇူးတင်စရာကောင်းတဲ့ပုဂ္ဂိုလ်ရှာကြည့်အောင်မရှိဘူးမဟုတ်ဘူးရှိနေသေးတယ်မိဘကတော့ဟုတ်တယ်လူလောကဝင်ဝင်ပေးလိုက်လို့ကျေးဇူးတင်စရာကောင်းတယ်လို့ပြောရမယ်လူဖြစ်လာတယ်မိဘရဲ့အကျိုးကျေးဇူးကြောင့်ကျေးဇူးတရားကြောင့်လူဖြစ်လာဒါဖြင့်မိဘတဲ့ပို့ပြီးတော့ကျေးဇူးတင်စရာကောင်းတဲ့ပုဂ္ဂိုလ်မြတ်စွာဘုရားထောက်ပြထားတာရှိတယ်ဒါကြောင့်မို့လို့နော် ကျေးဇူးတရားအကြီးမားဆုံးပုဂ္ဂိုလ်၃မျိုးဆိုတာမြတ်စွာဘုရားဟောထားတာရှိအဲ့ဒီထဲမှာမိဘပြောလို့တာမဟုတ်ဘူးအကြီးမားဆုံးပုဂ္ဂိုလ်၃ဦးဆိုတာဘယ်လိုပုဂ္ဂိုလ်လဲတဲ့မိမိကိုဖရာတရားတန်ခါယရဏ၃ပါးကိုယ်ကိုစိကတ်တအောင်လမ်းညွန်ပြတာတဲ့ပုဂ္ဂိုလ်တဲ့အဲ့ဒီပုဂ္ဂိုလ်ဟာကျေးဇူးရှင်တွေထဲမှာတော့ကြီးမားတဲ့ကျေးဇူးရှင်တစ်ခုပဲ သူ့ရဲ့ကဲ့တင်မှုဟာအလွန်ကြီးမားတယ်လို့သူတို့ပြောအကယ်၍ကိုယ်ခွေမှုမှားသွားရင်ဒီပုဂ္ဂိုလ်ဟာဒုက္ခရောက်သွားနိုင်တယ်မင်္ဂန်နဲ့ကိုယ်ခွေမှုမင်္ဂန်နဲ့လမ်းကြောင်းမဟုတ်ဘူးတင်ပေးလိုက်လို့ဖះကိုជីညိုထက်လာတယ်တရားကိုជីညိုထက်လာတယ်တန်ဃာကိုជីညိုထက်လာတယ်ဆိုတဲ့ပုဂ္ဂိုလ်ဟာရသော်ပြာဟောတဲ့အတိုင်းရေကေစီဗုဒ္ဓံတရဏံကတာတိနတ်တိခမိတ်တန္တိအပါယဘူမိန် ဘုရားတရားတန်ခါကိုယ့်ကိုစိတ်ကတ်တဲ့ပုဂ္ဂိုလ်ဟာအပယ်လေးပုံမရောက်ဘူးလို့များဆိုကဲအပယ်ကနေကတင်ပေးရမကြပါဘူးလားမိဘကအပယ်ကကတင်ပေးနိုင်တာမရှိသေးဘူးလေလောကကြီးပဲသူကပြတာပေးလိုက်တာပဲရှိဒါမိဘရောဒီထက်ပါလို့မရဘူးလားဆိုရတယ်မိဘတိုင်းတော့မရဘူးเนาะမိဘတိုင်းတော့မရမိဘကမိဘကိုယ်တိုင်းကိုယ်က ဒီတရားတွေအသက်တတ်နေလို့ရှိရင်ကိုယ်ပဲဝင်တတ်မှာပဲလေဖြစ်နေတာပေါ့နော်အဲ့တော့တရဏဂုံတီလတရဏဂုံ၃ပါးကိုကိုယ်ကစိတ်ကတ္တအောင်လမ်းညွန်ပြတတ်ပေးလို့သူ့ရဲ့ခြေစူးတရားကြောင့်တရဏဂုံတီတဲ့ပုဂ္ဂိုလ်ဖြစ်ပြီဆိုရင်အဲ့ဒီပုဂ္ဂိုလ်ဟာတရဏဂုံတီသူဆိုတဲ့ပုဂ္ဂိုလ်ဘုံမှာ သူဟာတရဏဂုံတီအောင် လုပ်ပေးတဲ့ဆရာဟာ နော်လမ်းညွှန်ပေးတဲ့ပုဂ္ဂိုလ်ဟာကြီးမားသောခြေဆုရှင်တူပဲဖြစ်တယ်ဟောဒီတိုင်းမိဘမပါဘူးနော်ဒါမြတ်စွာဘုရားဒါကိုထောက်ပြတရဏဂုံတည်သွားပြီဆိုရင်အပယ်လေးပုံကလွတ်သွားပြီဒီတဲ့အကျိုးဆက်တွေပြောမယ်ဆိုရင်တရဏဂုံတည်ခြင်းကြောင့်ဘုရားကိုစိတ်ကတ်တယ်တရားကိုကျင့်သုံးတယ်တန်ခါကိုစိတ်ကတ်တယ်အဲ့ဒီဘုရားတရားတန်ခါ ကြည်ညိုခြင်းကြောင့်ရလာလို့တိလာတဲ့အသိဉာဏ်တွေကဆက်တက်သွားမယ်ဆိုရင်နိဗ္ဗာန်ထီအောင်အကျိုးရောက်သွားနိုင်တယ်ပေါ့အပယ်လေးပုံကလွတ်ယုံနေမှာဘူးနောက်ဆုံးမှတန်တရာဝဆင်းကလွတ်ကင်းနိုင်တယ်ဆိုတဲ့အကျိုးကျေးဇူးထီအောင်ကျေးဇူးပြုတာဖြစ်တော့ကြောင့်ဒီပုဂ္ဂိုလ်ဟာကျေးဇူးတရားအကြီးမားဆုံးသောပုဂ္ဂိုလ်သူ့ဖို့အဲ့တော့အတီးအတီးလူတိုင်းလူတိုင်းဟာကိုယ့်အတွက်ကျေးဇူးတရားအကြီးမားဆုံးပုဂ္ဂိုလ်ဘယ်သူလဲကိုယ့်အဝဆင်းသား ငါဟာဘုသူ့ကြောင့်ဖရာတရားတန်ခါယရဏသုံးပါးဆိုတဲ့ကြည်ညိုလေးစားမှုဆိုတဲ့အသိဉာဏ်ကိုရပြီးတော့ကြည်ညိုကိုးကွယ်တာလေလို့ဆိုတာကြည်လိုက်လို့ရှင်အဲ့ဒါလို့ကြည်ညိုကိုးကွယ်တာအောင် ဟောပြောတဲ့ပုဂ္ဂိုလ်ဟာအမေဖေတဲ့ကလည်းဖြစ်ခြင်းဖြစ်မယ်ဆရာသမားကလည်းဖြစ်ခြင်းဖြစ်မယ်မိษွေရင်လည်းဖြစ်ခြင်းဖြစ်မယ်ဘယ်သူပဲဖြစ်ဖြစ်တရဏဂုံတီအောင် သူ့ကိုအကြောင်းပြုပြီးတော့ကိုဟာတရဏဂုံတည်ခဲ့တယ်ဘုရားဘာသာစစ်စစ်ဖြစ်လာတယ်ဆိုလို့ရှိရင်တော့ဒီပုဂ္ဂိုလ်ဟာကိုယ့်အတွက်အကြီးမားဆုံးသောခြေဆုရှင်ကြီးပဲလို့ဒီလိုသတ်မှတ်ခိုင်းတာမြတ်စွာဘုရားနော်ဒါကတူနောက်ဒုတိယလိုက်ပြီးတော့ရှာမယ်ဒီဘုရားတရားတန်ခါယရဏ၃၉ဝက်စိတ်ကရုံမြတ်မကဘူးနောက်တစ်ခါ ဒီတဲ့အရေးကြီးတာကဘာလဲလို့ဆိုရင်အမှန်တရားကိုသိဖို့အရေးကြီးတယ်။ဘုရားတရားကိုယ်ဝယ်ဘုရားတရားတန်ခါယရနာကိုယ်ကိုယ်ဝယ်စိတ်ကတ်တယ်ဆိုတာလမ်းကြောင်းအမှန်မော်ရောက်ရုံနဲ့ရောက်သေးတယ်။သို့သောအမှန်တရားကိုသိမှလမ်းမချော်မှဖြစ်တယ်ပေါ့။ကြည့်လေဘုရားတရားတန်ခါတော့ကိုယ်ဝယ်ကြပါရဲ့လမ်းချော်နေတဲ့ပုံစံကြီးအများကြီးရှိတယ်။အဲ့လိုလမ်းမချော်အောင်အမှန်တရားကိုသိ အမှန်တရားဆိုဒီမှာတစ္ဆာလေးပါးကိုပြောတာဒီနေရာမှာတစ္ဆာလေးပါးဆိုတဲ့အမှန်တရားကို မသိဘဲနဲ့တဏှာဝကလွတ်တယ်ဆိုတဲ့ပုဂ္ဂိုလ်မရှိဘူးမြတ်စွာဘုရားကိုယ်တိုင်က နေပြီးတော့ရဟန်းတော်တွေကိုဆုံးမဟောကြားပေးတာရှိတယ်ဟောဒီတစ္ဆာလေးပါးကို မသိလို့တဲ့ငါရောတင်တို့ရောတဏှာထဲမှာရှင်းလေခဲ့ရတဲ့ဘဝတွေမြောင်များလာပြီ အနမတေကတန်တရာတခွင်မှာဟောဒီသစ္စာ၄ပါးကို မသိလို့တို့တကယ်ကတန်တရာလဲလာခဲ့ရပြီလို့ယသဗျာကဒီလိုဟောစတုံဏအရိယသစ္စာနံယထာဘူတံအဋ္ဌတနာသစ္စာ၄ပါးကိုအမှန်မမြင်လို့တင်တို့ရောငါရောတန်တရာထဲမှာဆင်းရဲဒုက္ခအမျိုးမျိုးနဲ့ကြုံရတယ်